ဒီနေ့တရင်ညလာပြီနေဆိုတာရသဗျာလက်ထက်တော်ခကလာတော်ကဖျားဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့ဝါထွင်းကာလမှာရသဗျာဟာတော်ရင်သားနတ်ပြည်တက်ပြီးအဘိဓမ္မတရားကိုခေါ်ချခဲ့ပြီးဒီနေ့သူပြည်ကို ပြန်နေကြွလာတဲ့အမတ်တရားနေ ဒီနေ့ဦးပဲအဘိဓမ္မာခါရောနေလို့ဆိုတာအဘိဓမ္မာခါရောနေဆိုတာအဘိဓမ္မာတရားဟောတာကဝါဇုလာမြို့တရားနည်းအစီစာပြီးတော့ဟောတာတရညောလာပြီးနေစဉ်ပြီးတယ်အဲ့တော့အဘိဓမ္မာတရားဟောလို့အဆုံးသတ်တဲ့နေ့လို့ဒီလိုမှတ်ရမှာဒါကိုပဲအဘိဓမ္မာခါရောနေလို့ဆိုပြီးမြတ်မပြေမှာမှတ်သားနားလည်ထားကြတယ်ပေါ့နော်အဘိဓမ္မာတရားစတင်ဟောတာတော့ ဝါစုပြီးတဲ့ဝါစုတဲ့နေ့ကနေစပြီးတော့ခေါ်ကြခဲ့တာဖြစ်တယ်။သုံးလကြအောင်မြတ်စွာဘုရားပြိမာတရားတော်ကိုတာဝန်ရင်းသားနှပ်ပြီးမှခေါ်ကြပြီးဒီကနေ့ပဝရဏပြုပြီးတဲ့အခါမှာတာဝန်ရင်းသားနှပ်ပြီးကတရားမင်းဖန်ဆင်းတဲ့ရွှေဆောင်နှံငွေဆောင်နှံပရမဆောင်နှံလို့ဆိုတဲ့ဆောင်နှံ၄ကားကြီး၃၀၀အနေပြီး ခန္ဓာတိုက်ပြိတ်စွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွလာတဲ့နေတူးနေမြတ်ဖြစ်တယ်ဆိုတာဘုရားဘာသာဝင်နေတဲ့မှတ်သားထားဖို့လိုတယ်ပေါ့နော်။ဘာလို့လဲဆိုဒီတရင်ညွတ်လာပြီနေဆိုရင်တရင်ညွတ်လာပြီတရင်ကျွတ်ပြီဆိုပြီးတော့ရှောက်ပြီးတော့လေချပတ်ကြတော့မြတ်စွာဘုရားဘုရားဘာသာဝင်နေဖြစ်တယ်လို့ဆိုတာဒီကနေ့ဟာမြတ်စွာဘုရား တို့သာသနာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထူးမြတ်တဲ့လူကြီးကိုကြံပြန်လီကြွတာဖြစ်လို့တို့တွေဟာတရားနေပြီးတော့စီကြိုပူဇော်တယ်ဆိုတဲ့ပူဇော်ဝဲအခမ်းအနားတွေမိထွန်းကြတာလုံးလို့ဒီအတိတ်ရယ်နဲ့တရင်ညွလတော်ရင်သာနတ်ပြည်ကပြန်ကြွတဲ့အခမ်းအနားကိုမြတ်စွာဘုရားကိုချီးညိုပြီးတော့လူတွေကစင်မီနဲ့ပူဇော်ကြတယ်လို့ ဒီလိုပြောင်းလဲချာမှာမြတ်စွာဘုရားရဲ့ဒီအဘိဓမ္မာတရားမဟောခင်ကသရဉ္ဇလပြည့်နေ့မှာမိထွန်းနာတော့ကတ္တိကနက္ခတ်လို့ခေါ်တဲ့မိနက္ခတ်နဲ့ပတ်သက်ပြီးတော့ထုံးစံထုံးတန်းစင်လာအရာမိထွန်းကြတာဖြစ်တယ်ဗောဘုရားဘာသာနဲ့မပတ်သက်ဘူးဂျိုးကိုပူဇော်တဲ့အနေနဲ့မိထွန်းကြတာဖြစ်တယ်အခုအိန္ဒိယနိုင်ငံကလူတွေကဒီပါဝလိဆိုတဲ့မိထွန်းပွဲကျင်းပသလိုပဲ ကိုယ့်ရဲ့အစဉ်လာရလှုပ်ကြတာမြမကြီးကဘုရားဘာသာဝင်နေကတော့မိထွန်းတာတော့အဲ့ဒီကတိကနေခတ်ကိုပူဇော်တဲ့အနေနဲ့မိထွန်းတာမဟုတ်ဘဲနဲ့မြတ်စွာဘုရားကိုကျိုးဆိုနှုတ်ဆက်ပူဇော်တဲ့အနေနဲ့ဒီကနေ့သတင်းညွှန်လာပြီးနေ့မှာ မိထွန်းတယ်လို့ဒီလိုအသေးပဲပြောင်းပြီးမှတ်မဲ့ဆိုရင်ကိုလုံးတဲ့အလုပ်ဟာအသေးပဲရှိပြီးကုသိုလ်ကောင်းမှုကုသိုလ်ရတဲ့လုပ်ငန်းဖြစ်သွားတယ်အဲ့လိုမဟုတ်ဘဲနဲ့ နက်ခတ်ပွဲအနေနဲ့မိထွန်းနဲ့မိအလှဆင်ပြီးတော့မိထွန်းနဲ့ဆိုရင်နက်ပူဇော်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့ဘုရားဘာသာတွေကတော့ပြောင်းလိုက်တာဒါကဒီဖရာကိုစုပူဇော်ဝဲဆိုတာလည်းပဲအဲ့ဒါတို့ပြောင်းထားတာဖရာကိုစုဆိုတာဂျိုကြီးကိုလုံးကိုပူဇော်တာတကောဘုရားဘာသာဖြစ်လာတဲ့အခါမှာဂျိုပူဇော်တာမဟုတ်တော့ပဲနဲ့ဖရာကိုစုကိုပူဇော်တယ်ဆိုတဲ့အိဗယ်ရှိတဲ့ပူဇော်မှုဖြစ်လာ ချိုးပူဇော်တာတော့ကုသိုလ်ရမှာမဟုတ်ဘူးပေါ့နော်မြတ်စွာဘုရားကိုပူဇော်တာဆိုတော့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ပူဇော်တာဖြစ်သောကြောင့်အတိုင်းမသိများစွာအကျိုးရှိတဲ့ကုသိုလ်ရတယ်စိတ်ထဲမှာအာရုံပြုလိုက်ရင်လည်းကုသိုလ်တွေအများကြီးဖြစ်သွားပြီတော့အဲ့ဒီဝန္တာပိတိကုသိုလ်ဟာဖယားနဲ့ပတ်သက်ပြီးဝန္တာပိတိကုသိုလ်တမန်လို့မအောင်မိတယ်နဲ့ဥပမာမဲ့ကြည့် စိန်ကြောက်ကလေးဟာကိုယ့်လက်ထဲမှာသေးသေးလေးဒါပေမဲ့အဲ့ဒီစိန်ကြောက်လေးရဲ့တံမိုးဟာစိန်လေးရဲ့တံမိုးဟာဘလောက်ကြီးတော့ဆိုလိုင်းခင်းတဲ့ကြောက်အစည်းတရာရောင်းတာနဲ့ဒီစိန်ကလေးတစ်ပွင့်နဲ့မတူဘူးเนาะအဲ့တော့တံမိုးချင်းกว่าတယ်လေကြောက်တော့ကြောက်ပဲလိုင်းခင်းတဲ့ကြောက်ဟာကားကြီးတွေနဲ့အစည်းတရာတိုက်ပြီးတော့ချတံမိုးဒီကြောက်ကလေးတစ်ပွင့်ရင်တံမိုးပတ္တမကွာတယ် အဲ့ဒါလိုပဲကုသိုလ်ကောင်းမှုမှာတန်ဖိုးခြင်းကွာတတ်တယ်။အဲ့တော့တန်ဖိုးရှိတဲ့ဟာကိုရအောင်တို့လုပ်ရမယ်ဆိုရက်နှလုံးသွင်းတရားလေးထားပြီးတော့အစဉ်လာမှုလှုပ်ထမှုပဲနဲ့အထိပ္ပယ်ရှိရှိတို့ဗျာပြုလို့သရဉ္ဇလာပြီးမှမိထွန်းတယ်လေဖះကိုပူဆော်တယ်လေဆိုရင်တပါရိသနတ်ပြည်ကလွန်ခဲ့တဲ့နှစ်ပေါင်း2600ကအဘိဓမ္မာတရားဟောပြီးပြန်ပြီးကြွားရောက်လာတဲ့မြတ်စွာဘုရားကို ခေယုကျပူဇော်သောအဖြစ်တို့တွေပူဇော်တယ်လို့ဒီလိုအယုံပြုလို့လည်းရတယ်နော်နောက်တစ်ခါတော့အဘိဓမ္မာတရားတော်မြတ်စွာဘုရားဟောခဲ့တဲ့အဘိဓမ္မာတရားတော်ကိုပူဇော်တဲ့အနေနဲ့အဘိဓမ္မာခါတော်နေ့ကိုဒီအလင်းရောင်ဖြင့်ပူဇော်ခြင်းအဖြစ်ပူဇော်တယ်လို့ဆိုရင်ဓမ္မပူဇာဖြစ်တယ်ဗုဒ္ဓပူဇာဖြစ်မယ်ဓမ္မပူဇာဖြစ်မယ်သံဃာတွေလှူတာတဏ္ဍသံဃာပူဇာပေါ့နော် ယရဏသမားကိုပူဇော်လဲရတဲ့ပူဇော်မှုဟာတမန်ပူဇော်မှုတွေနဲ့မတူဘူးတဲ့အကျိုးကျေးဇူးချင်းအမြဲတမ်းကွာခြားတယ်လို့သူဆိုတယ်အဲ့ဒီမှာမြတ်စွာဘုရားဒီကွာခြားမှုလေးနဲ့ပတ်သက်ပြီးတော့အဘိဓမ္မာတရားပွဲမှာ တရားမဟောခင်လူပြေကကုသိုလ်ကောင်းမှုပြုပြီးတော့နတ်ပြေရောက်သွားတဲ့နှစ်သားနှစ်ယောက်ရှိတယ် အဲ့ဒီနှစ်သားနှစ်ယောက်ဟာလှူချတန်းခဲ့ကြတာချင်းပဲသို့တော့တူဦးနဲ့တူဦးဟာလှူတဲ့အတိုင်းတပမာဏမတူဘူးလှူတဲ့ပုံကိုယ်တွေလည်းမတူဘူးအဲ့ဒါလေးကိုခရူးဆိုင်ပြီးတော့မှတ်သားထားဖို့တယောက်ကတော့အင်ကူရနတ်သားလို့ခေါ်တယ်ပြီးတော့မှတရားဟောတော့မယ်ဆိုရင်မြတ်စွာဘုရားရဲ့လက်ရပဲနားမှာဘုရားနဲ့အနီး မေတော်ဖြစ်ခဲ့ဘူးတဲ့တန်တုတိတနတ်သားကအဘိဓမ္မာတရားနာဖို့ဖျားနာရောက်နေတယ်။အဲသူနောက်နာကအိန္ဒကဆိုတဲ့နတ်သားသူနဲ့ရှင်ရဲ့အင်ကူရဆိုတဲ့နတ်သားအဲ့ဒီနတ်သားနှစ်ယောက်ကလည်းပဲမေတော်ကြီးအနိပါတ်မှာထိုင်နေကြတယ်။တဖြည်းဖြည်းတရားဝဲစတော့မလို့နီးလာတဲ့အခါမှာနတ်တွေဟာတဖွဲဖွဲရောက်လာကြတယ်။အဲ့လိုရောက်လာတဲ့အချိန်မှာအိန္ဒကနတ်သားက ိုင်မြဲနေရမှာထိုင်နေသူကဘုံတကူချီးတယ်အင်ကုရဏ္ဍကြတော့သူ့ရဲ့ဘုံချီးတဲ့နတ်တွေလာတဲ့အခါသူကနောက်ကိုဆုတ်ဆုတ်ပြေးလိုက်တယ်သူတို့ကြတော့အချိန်ဝါချင်းမတူလို့ရှိရင်လူကရှေ့ရမထိုင်ရဲဘူးเนาะသူကသူအလိုလျောက်ကိုအချိန်ဝါကညံလာတဲ့အခါမှာနောက်ဆုတ်ပြေးတာနောက်လာလိုက်ဆုတ်ပြေးလိုက်လာလိုက်ဆုတ်ပြေးလိုက်နေစုဖျားနဲ့ဆက်နေယူစနာလာဝေးသွားတယ်တယူစနာမှာရှစ်မိုင်နှုန်းနဲ့တွက်ချီ၁၂ယူစနာဝေးသွား အဲ့ဒီအဝေးလောက်ကျမှသူထိုင်လို့ရတယ်။သူကနေရာဖဲဖဲပြီးတော့ပေးလိုက်ရတယ်ဟုံနောက်ရောက်သွားတယ်။အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကမေးတယ်။အင်ကုရဏန္တာကိုလမ်းမေးတယ်။နေပါဦးငါနမ်းမှမထိုင်ပဲနဲ့နောက်ဆုတ်ဆုတ်ပြီးတော့သွားတာ။ဒီအိန္ဒကဏန္တာကတော့ငါနားလေးတင်ထိုင်နိုင်တယ်။သူကဘုံတို့ကိုချီတယ်။ဘာလို့နောက်ဆုတ်ပေးရတော့ဆိုရှင်ဘုရားတဲ့တပည့်တော်ကုသိုလ်ကောင်းမှု လူပြေမှာလှုပ်ချတာချင်းတူပါတယ်တဲ့အိနကနတဟာသူကရှင်အနုရုဒ္ဓမထေရယရဟန္တာမထေရကိုဆွမ်းကန်လာတာဆွမ်းတဆွမ်းမဲ့သူလောင်းမှုတာတဲ့အဲ့ဒီကုသိုလ်လေး ਨੇ သူကနတ်ဖြစ်လာပြီးတော့ဘုံတို့ကိုချိန်နေတာတဲ့သူကတော့တပည့်တော်ကတော့တဲ့၁၂နှစ်ကြာသမီးချောင်းစီနေစဉ်နဲ့အမြလူတွေကိုကျွေးမွေးပြီးတော့လှူဒန်းခဲ့တာတဲ့ တပည့်တော်ကုသိုလ်ကညံ့သွားတယ်။ဘာလို့ညံ့နှုံဆိုလို့ရှိရင်သူကယဟန္တာပုဂ္ဂိုလ်လဲလှူလဲရတယ်လှူလဲရလို့သူယင်နေနှလုံးထဲမှာဖြစ်တဲ့တရဟစေရနာရဲ့ဆွမ်းအားလဲကြီးမားတယ်ပေါ့ခဏလို့စိန်လေးကတပွင့်တည်းပဲဖြစ်စီနော်တမိုးကြီးတယ်သူကတော့လမ်းခင်းကြောက်တည်းရောင်းရတဲ့လူလိုပဲသူစီလာပြီးတော့ထမင်းစားတဲ့လူတွေ အလူခန့်တဲ့ပုဂ္ဂိုလ်တွေက၅ပါးသီလမလုံးဘူးလမ်းပေါ်ကလူတွေတောက်စားမှုရဲ့နေတဲ့လူတွေသီလလည်းမလုံးဘူးတရဏဂုံလည်းမရှိဘူးဆိုရဲတမန်လူလို့ခေါ်ရတဲ့လူမျိုးတွေကလာစားကြတာလာစားကြတော့သူကလူသားလူရတဲ့စိတ်ထဲမှာလည်းသိပြီးတော့အာရတင်တယ်မှုမရှိဘူးသူခင်မှာသူတော်ကောင်းဆိုတာမရှိဘူးအဲ့ဒါလို့၁၂နှစ်ကြာဓမေချောင်းစီအောင်လှူလာခဲ့ရတော့လဲ သူဟာမြေညံ့ပေါ်မှာစိုက်ပျိုးရတဲ့အပင်တွေဟာလှီပြီးတော့သီးနှံလေးတွေမကြသလိုပဲသူလုပ်ခဲ့တဲ့အလှူဟာလည်းပဲညံ့ဖျင်းခဲ့ရပါတယ်ဒါကြောင့်မို့သူ့ရဲ့အရှိန်ဝါမရှိပါဘူးတတ်တော့ဖြစ်တယ်ဒါပေမဲ့အရှိန်ဝါချင်းမတူဘူးလို့ဆိုလို့လူလူပြောရင်တော့ယာထူးငယ်တယ်ပေါ့နော်ကိုယ်ရဲ့ယာထူးကြီးတဲ့လူလိုက်နောက်ဆုတ်ပေးရတယ်မဟုတ်လားပတ်စံချမ်းသာတဲ့လူလိုက်လည်းနောက်ဆုတ်ပေးချတယ်လူတွေက အဲ့လိုဖြစ်တာအဲ့တော့မြတ်စွာဘုရားကအဲ့ဒီမှာတရားဟောပေးတယ်ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာတဲ့ရှင်တဲ့နှလုံးကရှင်တဲ့နှလုံးထဲကလည်းပဲတတိတစားလှုပ်ထားတို့ပူဇော်လိုတဲ့စိတ်နဲ့လှုပ်ထားတို့စနစ်တကျလှုပ်ကြအမယ်ဖြစ်တယ်ဒီအမတ်တမဲလှူတာတဏ္ဍမျိုးတွေမလုပ်ရဘူးပြီးတော့လှူတဲ့ကိုယ်လှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲအီချင်းတိနာသမားတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ ဒီလိုခေါ်တာဖြစ်တယ်အဲ့တော့လောကမှာအခုမြတ်စွာဘုရားကို ပူဇော်လိုက်မယ်ဆိုရင်ဖះတော့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်မရှိဘူးလေဖះဟာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော့အခုလိုသတင်းညွှန်လာပြီးနေခန္ဓာမယားမှာတာဝန်ဒီသာနတ်ပြည်ကကြွလာတယ်ဖះကိုငါတို့ပူဇော်ရတယ်လို့စိတ်ထဲမှာအလောက်ညွှန်လိုက်ရင်ကိုပဲကုသိုလ်ကောင်းမှုတွေအများကြီးရတယ်ပူဇော်နိုင်တာတွေကအမျိုးမျိုးရှိတယ်ခုနရှစ်ပါးသီလဆောက်တည်လိုက်တယ် ဒီသီလဖြင့်မြတ်စွာဘုရားကိုပူဇော်ပါ၏ဆိုရင်ဟောတရားနဲ့ပူဇော်တယ်လို့ခေါ်တယ်။ဒီကနေ့ငါရှင်းပါသီလဆောက်တည်ပြီးတော့ဥပုသ်ဆောင်လိုက်မယ်။ဒီဥပုသ်သီလဖြင့်မြတ်စွာဘုရားကိုပူဇော်ပါတယ်။ဖျောင်းနိုင်လေးဒီတိုင်းထွန်းရင်လည်းဒီဒီမိတိုင်းလေးဖြင့်မြတ်စွာဘုရားကိုအလင်းတက်နဲ့ပူဇော်ပါတယ်လို့။ပန်းလေးတစ်ဝက်လှူရင်လည်းဒီပန်းဟာတဝရိန္ဒနတ်ပြည်အပိဓမ္မတရားဟောပြီးပြန်ကြွခဲ့တယ်။မြတ်စွာဘုရားကိုမျက်မှန်းပြီးပူဇော်ပါတယ်ဆိုရင် ပူဇာရဟေပူဇေယတောဗုဒ္ဓေဝယတိဝတာဝကိပပိစာသမတိတ်ကံတိတိဏသောကပရိတဝေစိဟာတံမှုမဖြတ်နိုင်တယ်လို့ပဲအဲ့လိုပူဇော်လိုက်တဲ့ပုဂ္ဂိုလ်ပူဇော်လိုက်ရတဲ့ကုသိုလ်ကောင်းမှုကတံမှုကြီးတယ်လမ်းခင်းတဲ့ကြောက်ကိုရောင်းလိုက်ရတဲ့ငွေထုတ်ကဘလောက်မှမရှိဘူးစိန်တပွင့်ရောင်းလိုက်ရတဲ့ငွေထုတ်ကြီးကြကြီးကြီးနော်အဲ့လိုကြွယ်ပြားခြားနာသွားတယ်လို့ဆိုရလေဦး တောင်ရင်သာနတ်ပြည်မှာဗိဓမာတရားဟောရင်မြတ်စွာဘုရားဒါကိုဟောခဲ့တယ်။အဲဒါကြောင့်မို့ကုသပို့ပြီးတော့ဖြစ်အောင်ဒီကနေ့ဟာနေတူးနေမြတ်တို့ဆိုဒီမှာမြတ်စွာဘုရားတောင်ရင်သာနတ်ပြည်က ပြန်ကြွတဲ့ဗိဓမာခါရောနေဖြစ်တယ်ဆိုတာတခုမြမလူမျိုးတွေအစင်လာရဗုဒ္ဓဘာသာမဖြစ်ခင်ကသရင်းညို့မိထုံးမွဲတွေလှုပ်ကြတယ်ဒါကဘာသာတရားနဲ့မသက်ဆိုင်ဘူးเนาะ အဲ့ဒီကနေပြောင်းလဲလိုက်တဲ့အခါဘာသာတရားဆိုကုသိုလ်ကောင်းမှုရသွားတယ်အများကြီးနောက်တစ်ခုကတော့ဒီနေ့ဘဝရဏနေ့လို့ခေါ်တယ်ဘဝရဏဆိုဒီမှာရဟန်းတော်တွေဟာအတူတကနေထိုင်ကြပြီးတော့ဝါလာသတင်းဝါလာကျပြီးဆိုရင်ခေးထွက်ကြတယ်ဟိုနေဒီနေနေကြတယ်ရှေးတုန်းကတော့အမြဲနေတဲ့နေရာမရှိကြဘူးတကြောင့်မို့ခေးထွက်ကြတယ်ခေးထွက်တဲ့အခါဒီဘဝရဏဟာတကယ်ယဉ်ကျေးမှုတစ်ခုပဲ ဒီရင်ကျေးမှုကဘာတော့ဆိုလို့ရှိရင်ကိုယ့်ကိုမပြောရဲမဆိုရဲမရှိစေရဘူးတယောက်နဲ့တယောက်ပွင့်ပွင့်လင်းလင်းပြောပါဆိုပါလို့ဟိုခွင့်ပြုထားတာခွင့်ပြုချက်ပေးတာဖိတ်မှန်တာလို့ပြောရမှာ request လုပ်ထားအောင်ဆိုလို့တယ်ပေါ့နော်သူပေါ်မှာပြောစရာရှိ ပြောပါမညာမတာပြောပါလို့ဆိုလို့တယ်နော်ဒါရင်ကျေးမှုတစ်ခုပဲလူတွေရဲ့ရင်ကျေးမှုတုံးတဲ့တူဆိုပါစို့ ဒီလူတယောက်မဟုတ်တာလို့တာကြားတယ်မဟုတ်တာလို့တာမြင်တယ်တန်တရားရှိတယ်ဆိုရင်တော့ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးမပြောဘဲနေကြတော်ပြီမပြောရဲလို့မပြောဘဲနေကြတယ်သူကလည်းပို့ဆိုးသွားနိုင်အဲ့တော့ပြောရင်လည်းပြောမခံဘူးဆိုတာမျိုးတွေဟာရှင်ကျင်းမှုကိုပြပြစေတယ်ပေါ့နော်ရှင်ကျင်းမှုနဲ့စီလုံးညီညာမှုကိုပြပြစေတယ်မြတ်စွာဘုရားကယဟန်တော်တွေကိုစီလုံးညီညွတ်စေခြင်းတယ် ဒါကြောင့်မို့တပားနဲ့တပားဟာဖိမ့်မန္တကပြုထားတာပဝရဏလို့ခေါ်တယ်ဖိမ့်မန္တက ပြုတဲ့နေ့ဘယ်လိုဖိမ့်မန္တကပြုတုံးဆိုရင်ပဝရဏယဉ်ကျေးမှုမှာတန်ကံပန္တိပဝရိမိဒိဋ္ဌိနဝသူတ္တိနဝပရိသင်္ခာယဝရှန်တပားကတပားချင်းတန်ဃာတွေကိုရှောက်အောင်มาဖြစ်တယ်အရှင်ဘုရားတို့တပည့်တော်ကိုဒီအပြည့်မြင်ရဖြစ်စီ အပြစ်ကျူးလွန်တယ်ဆိုတာတရင်ကြရေးပဲဖြစ်စီရှင်ပြားတို့ကိုယ်တိုင်ကတပည့်တော်မဟုတ်တာလုပ်တယ်လို့တန်တရားရှိပြီဖြစ်စီတပည့်တော်ကိုပြောဆိုကြပါတတိပေးပြောဆိုပါနော်ဝရန္တုမအာယတမန်တော်ရှင်ပြားတို့ပြောကြပါဒီလိုဆိုလို့လေနော်အနုကမ္ပံဥပါဒါပြောတဲ့အခါမှာတော့ဟိုကရုဏာနဲ့ဒီအကျဉ်းတရားနဲ့ပြောရမယ် ဒေါသနဲ့အပြစ်ချတာမျိုးတော့မဟုတ်ရဘူးเนาะလူတယောက်ကောင်းစားစေခြင်းလို့တတိပေးတဲ့အနေနဲ့ပြောပါဝရန္တုမံအာတမံတော့အနုကံပါဥပါဒါယတပည့်တော်ပြောပါတဲ့ကရုဏာနဲ့ပြောပါတပည့်တော်အကျိုးလူလာတဲ့စိတ်နဲ့ပြောပါတဲ့ပတ္တန်တော်ပရိကရိတာမိရှင်မရတို့ပြောတာကိုတပည့်တော်ကိုယ့်ကိုယ်ပြန်စစ်ဆေးလို့အပြစ်ကိုတွေ့ရင်တော့ တပီတော့ပြင်မမယ်နောက်မဖြစ်ရအောင်စောင့်စည်းပါမယ်ဆိုတော့ဒါလောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမှာတော့เนาะပဝရဏဘွယ်ပဝရဏဘွယ်နဲ့ဘုရားဘာသာဝင်တွေဘုန်းကြီးတွေပဝရဏပြုတယ်ဆိုတာကြားမှုကြလိမ့်မယ်အဲ့ဒီပဝရဏပြုတာဘာလို့ထားတော့ဆိုရင်တပားနဲ့တပားเนาะအပြစ်ရှင်ပြောပါတကယ်အပြစ်မှန်တယ်ဆိုရင်ကုစားပါမယ်လိုက်နာပါမယ်ဆိုတဲ့အတိတ်ပဲเนาะ အဲ့ဒီယဉ်ကျေးမှုကိုယူပြီးမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကြတော့သရဉ္ဇလဆိုလို့ရှိရင်ဩကတကရောဂျုံနဲ့ကရောအဲ့ဒီကရောတာဟာလည်းပဲအပြစ်ရှိလို့ရှိရင်ပပျောက်စီရန်တို့ငါဆိုတဲ့အဓိပ္ပာယ်ရှိတယ်နော်ဩကတထဲမှာပါတဲ့အတိုင်းပေါ့နော်ကာယကံဝစီကံမနောကံတို့နဲ့ပြောဆိုမိလို့ရှိရင်ပြုလုပ်မိလို့ရှိရင်စိတ်ထဲကကြံစီမိလို့ရှိရင်ထိုအပြစ်တို့ပျောက်ပါစေခြင်းဂျုံငါဆိုလူကြီးသူမတွေမိဘတွေကိုကရောတာ ဒါလောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမလဲကဘာမှာမရှိတဲ့ယဉ်ကျေးမှုပဲအဲ့တော့ကိုယ်ယဉ်ကျေးမှုမျိုးကိုမျက်နှိုးချရမှာဖြစ်တယ်ပေါ့နော်ဒါလောကလူတွေဟာပြမချင်းကြောင့်ရရှိရတဲ့အပြစ်ဆိုတာရှိတတ်တယ်အဲ့ဒီအပြစ်ကိုလူကမသိဘူးကိုကတော့ပြောလိုက်တာပဲပြောလိုက်ပြီးမတောင်းပန်မဲနေလို့ရှိရင်အဲ့ဒီအပြစ်ကဘာဖြစ်တုံဆိုလို့ရှိရင်သူလုံးသမျှအောင်မြင်မှုတွေကိုအဟံတားဖြစ်တယ်မအောင်နိုင်မှုသူ ဒီဘဝမှာလည်းပဲချမ်းသာဒုက္ခရဖို့ခက်သွားမိဘကိုစော်ကားပြီး ပြန်မတောင်းပန်မှုဒီမကောင်းတဲ့စိတ်နဲ့လှုပ်တဲ့ဆိုလို့ရှိရင်သူ့ရဲ့ဘဝတိုးတက်မှုတွေဟာထင်သလောက်မတိုးတက်ဘူးအဟံတာတွေဖြစ်လာတယ်။တည်တဲ့အခါလဲဒီအဖြစ်ကြောင့်ဒုက္ခရောက်တယ်။မတောင်းပန်လို့ရှိရင်တခါတခါကိုယ်ကမြင်တာကတစ်မျိုး သူဖြစ်တာကတစ်မျိုးမှာအပြစ်ပြောမိတဲ့ပုဂ္ဂိုလ်တွေဟာနောင်မွားကြလို့ရှိရင်အဲ့ဒီတိုင်းသွားဖြစ်တဲ့ ကြောက်ရတယ်ပေါ့ဒါမှမဟုတ်ဒီတန်တရာခရီးသွားအမှားမလုံးမိစေနဲ့ဆိုတဲ့မှာကြည့်တန်တရာခရီးသွားနေတဲ့အချိန်မှာအထင်မှားမြင်မှားဖြစ်ပြီးတော့ပြောမိဆိုမိတာတွေကိုမတောင်းမှန်လို့ရှင် နောက်တစ်လျှောက်လုံးကိုဟာအဲ့ဒီအဖြစ်ဆိုးကိုခံရတတ်တယ်ပေါ့တခါတော့ကအမျိုးသမီးတယောက်ဟာဖះရှိခုဖះဘူးသွားတယ်စေဒီပထိုးပေါ်မှာဒီအညစ်အကြေးတွေတွေ့တဲ့အခါမှာ သူကစေရနာလေးနဲ့ကိုယ့်အကိုတန်ရှင်းအောင်လုပ်လိုက်ရင်ပြီးရောပြီးတော့အဲ့လိုမလုပ်ဖဲနဲ့သူကဘာပြောတော့ဘာမရိညာမရိနဲ့ဆဲဆိုပြီးတော့လုပ်တယ်နော်ဘေဟာမရိကလုပ်သွားတာတုံးဆိုပြီးတော့ဆဲဆိုတယ်အဲ့ဆဲဆိုသည်အပြစ်ကြောင့်မလို့သူကဖြစ်ရဘဝမှာအဲ့ဒါမျိုးဖြစ်ကုန်ဖြစ်သွားနော်ဒီကိုယ်ကလုပ်လိုက်တဲ့အပြစ်တစ်ခုကကိုယ့်ပေါ်ပြန်ဆွတ်တယ် အဲ့ဒါကိုတတိထားရတယ်နေစဉ်ဘဝမှာနေလို့ရှိရင်လေကိုကကောင်းတာလုပ်လို့ဆိုးတာလုပ်လို့ကိုလုပ်တဲ့အလုပ်ဒီကိုစီပြန်ရောက်တယ်ကိုစီပြန်ရောက်လာတတ်တယ်ကြားဘူးကြားလိုက်မယ်ဒီဩစဩစတြေးလျအဘော်ရီဂျီနီစ်လူရိုင်းနေရှိတယ်ကျွန်းနေလူမူလာမူလာကျွန်းနေလူသားတွေเนาะ မူလာကျောင်းနေလူသားတွေဩစတြေးလျအော်ဇီလို့ခေါ်နေတယ်ဩစတြေးလျနိုင်ငံမှာသူတို့သုံးတဲ့လက်နက်တစ်ခုကဘူမရင်းလို့ခေါ်တယ်ကောက်အကောက်လက်နက်ကခတ်ကောက်ကောက်ကြည့်တယ်အဲ့ဒါကပြစ်လိုက်လို့ရှင်သူစီပြန်ရောက်လာသူထဲပြန်ရောက်လာအဲ့ဒါလိုပဲလူတယောက်ကကိုပြောလိုက်တဲ့စကားကိုတွေးလိုက်တဲ့အတွေ့ကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုဟာ အကျိုးအနေနဲ့ကိုယ်စီပြန်ပေါ်လာတတ်တယ်။အဲ့ဒါကံကြမ္မာရဲ့သဘာဝပဲဘယ်သူမှလှုပ်တာမဟုတ်ဘူးเนาะကိုလှုပ်တာကိုကဥမာမဲ့လူတယောက်ကိုဒီအထင်မြင်လွဲမှားပြီးစိတ်ဆိုးမှန်ဆိုးနဲ့ဒီဆဲလိုက်မယ်၊ကြွယ်ရပဲဖြစ်စီပြောလိုက်မယ်ဆိုလိုက်မယ်ဆိုရင်အဲ့ဒီအဖြစ်ဆိုးဟာကိုယ်စီပြန်ရောက်တယ်။ကိုယ်စီပြန်ရောက်တယ်။မလွဲမသွေပြန်ရောက်လာတတ်တယ်။ ကောင်းတာလုပ်ရင်လည်းကောင်းကျိုးတွေကိုယ်စီရပါနိုင်တယ်မကောင်းတာလုပ်ရင်လည်းမကောင်းကျိုးတွေရောက်တာအဲ့ဒါတွေရောက်လာတတ်တဲ့သဘောတရားတွေကိုမှတ်သားပြီးတော့ကိုယ်စီမှာကောင်းကျိုးချမ်းသာတွေကြီးရောက်စေခြင်းလို့ရှိရင်ပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါမှာမမှန်ကန်တဲ့အတွေးတွေနဲ့မမှန်ကန်တဲ့စိတ်ဓာတ်တွေနဲ့တစ်ဖက်သားကိုမှုချုံမြင့်ချိုးမပြောမိအောင်မဆိုမိအောင်စိတ်ထဲမှာမဖြစ်မိအောင်เนาะတခါတော့က ီဇနီးမောင်နှံနှစ်ယောက်ဟာပျော်ပွဲစားထွက်လာတယ်ပျော်ပွဲစားထွက်တဲ့အခါကျတော့လမ်းမှာယဟန္တာတော်ဘာနဲ့တွေ့တယ်ယဟန္တာတော်ဘာနဲ့တွေ့တော့သူတို့ကလှူတယ်လှူလိုက်ပြီးတဲ့အခါမှာဆူတောင်းတယ်သူတို့ဆူတောင်းလိုက်တဲ့အခါသူတို့ဆူတောင်းပြေးမှာပဲဆိုပြီးတော့အဲ့ဒီယဟန္တာကပြုံးလိုက်တာပြုံးလိုက်တဲ့အခါကိုသူတို့ကဘာပြောတော့ဆိုအမျိုးသမီးလှုပ်တဲ့လူက ဟင်ဒီကိုရောကပြုံးနေတယ်ဇတ်တပင်ကနဲ့တူတယ်လို့ပြောနော်သူတို့ဇတ်တပင်ကတဲ့လူတွေတွေ့တယ်မဟုတ်လားပြုံးနေတာပဲလေမြဲတာပြုံးနေလားမပြုံးနေလားမသိဘူးပြုံးနေရတာပဲသူတို့ကနော်ဇတ်ပွဲကတဲ့လူတွေကအမြဲတမ်းပြုံးနေကြရတာလေကပြီစအဲ့ဒီကိုရောကပြုံးနေဇတ်တပင်ကနဲ့တူတယ်တချင်းတဲ့နဲ့တူတယ်လို့အမျိုးသမီးလှုပ်တဲ့လူကသူကသူပြောလိုက်တာ ပြောတော့ယောက်ျားလှုပ်တဲ့လူကလည်းဟုတ်မှာပေါ့လို့ ထောက်ခံချက်ပေးနောက်ကြတော့ယောက်ျားလှုပ်တဲ့လူကဒီတထေသဖြစ်တယ်အဲ့ဒီသူ့အမျိုးသမီးကဘာဖြစ်တုံဆိုသဘင်နဲ့မျိုးရိုးတဲ့သွားဖြစ်ပြီးတော့ပွဲကနေရတာခုခေတ်ကတော့ဟိုအမှုပညာလဲဆိုပြီးတော့လူတွေကသဘောကျကြတယ်နော်ရှေးခေတ်ကတော့သဘောမကျကြဘူးအဲ့ပွဲကနေရတယ်ပွဲကနေတော့ခုနက ုတ်မှာပေါ့ကွာလို့ပြောလိုက်တဲ့သူယောက်ျားလည်းပဲတထေးသားဖြစ်ပြီးတထေးသားဘဝကိုစွန့်လွတ်ပြီးသူကပါလိုက်ပွဲကားရတဲ့ဆင်ရအဲဒီဇလန်းအကြောင်းကိုပြောတဲ့ခါမှာသူတို့ယဟန္တာကိုပြမပြီးပြောခဲ့လို့တဲ့ဒါလားဖြစ်တယ်လို့ဆိုတယ်နော်အဲ့တော့ကံကြမ္မာရဲ့သဘောဝတရားကသူကအမားတစ်ခုမလုံလိုက်နဲ့လုံလိုက်လို့ရှင်ဘူမရင်းဆိုရလေလက်နဲ့ကြည့်တော့ကိုယ်စီပြန်ရောက်တယ်အဲ့ဒါတတိထားရတယ်နော် ကိုယ်စီပြန်ရောက်လာနိုင်တယ်ဟိုပုဂ္ဂိုလ်ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ပို့ဆိုးတယ်အဲ့ဒါဒီတပ္ပဗုဒ္ဓထင်တယ်သူကပြစ္ဆေကဗုဒ္ဓကဝှထားတဲ့အဝေါကလည်းပဲဟိုကောင်းတဲ့အဝေါမှမဟုတ်ဖဲနဲ့တက်ခေါက်ဆိုးတဲ့အဝေါကိုဝှတ်အနေထိုင်ညင်ညစ်ပပနေတဲ့အခါမှာသူကဘယ်ကအနုက ဖေကအนูကြီးလည်းမသိဘူးလို့ပြောလိုက်တာအဲသူဟာဖြစ်နေရပေါ်မှာအนูတွေဖြစ်နေနော်တွားပြီးတော့ပြောလိုက်တာအဲ့ဒါကြောင့်မို့လို့ကိုလှုပ်တဲ့လှုပ်ဒီကိုပြောတဲ့စကားတွေကိုစိတ်ကူးတာတွေကကိုစီကိုပြန်ရောက်လာတတ်တယ်တဲ့အဲ့ဒါလို့မဖြစ်အောင် ကိုကိုတတိထားကြရမှာဖြစ်တယ်ပေါ့နော်ခုနကပဝရဏယဉ်ကျေးမှုဆိုတာဟာဒီ ကိုကိုပြည့်ရှင်ပြောပါအဲ့ကြရင် တောင်းပန်တဲ့ဟာကိုတောင်းပန်လို့ခုနအပြစ်တရားကြေးအေးပပျောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဒီရင်ကြည်မှုအရာဘုရားဘာသာဝင်တို့အတွက်ဒီသတင်းညွှန်လာပြီနေဆိုတာနေသူနေမြဖြစ်တယ်နေသူနေမြခါသမယမှာလှူကြရတယ်တန်ကြရတယ်ကုသကောင်းမှုတွေလုပ်ကြရတယ်တို့တွေဟာပြောရလဲပြောပေါ့ကုသစိတ်လေးနဲ့လဲထားပေါ့ အမားတော့မလုပ်နဲ့ပေါ့နော်အဲ့လိုနေထိုင်ပြီးတော့ကုသကောင်မှုလောက်ကြမှာဖြစ်တယ်